်မင်္ဂလာပါရှင်ကျမတို့ဖူအီအီနွယ်ပါဒီဗီယိုမြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရောင်းမယ်ကျောက်ဖြူမျိုးနယ်ပြည်သူ့လွတ်တော်အမတ်ဟောင်းဥပရှင်ဦးဆောင်ဖွဲ့စည်းထားတဲ့ရခိုင်တိုင်းသားများပါတီ RNP ကိုစစ်ကောင်စီရဲ့ရွေးကောက်ပွဲကော်မရှင် UEC ထံမှနိုင်ငံရေးပါတီအဖြစ်မှတ်ပုံတင်လျှောက်ထားတယ်လို့စစ်ကောင်စီရဲ့နိုင်ငံပိုင်သတင်းစာကနေတဆင့်ကြေညာလိုက်ပါတယ်။ ဥပရှင်ဦးဆောင်တဲ့ရခိုင်တိုင်းသားများပါတီဟာဇွန်လ24ရက်နေ့မှာနိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဤဥပဒေခရစ်နစ်နဲ့အညီစစ်ကောင်စီရွေးကောက်ပွဲကော်မရှင်စီမှာပါတီမှတ်ပုံတင်ထားတာလည်းဖြစ်ပါတယ်ရခိုင်ပြည်နယ်ရဲ့မြို့နယ်၁၄ခုအထိကိုအာရခတပ်တော်ကတိုင်းထားပြီးကြောက်ဖြူမြို့နယ်လည်းတိုက်ခိုက်ခံရရချင်းဥပရှင်ဦးဆောင်တဲ့ပါတီကစစ်ကောင်စီစီမှာရွေးကောက်ပွဲဝင်ပြိုင်ဖို့ကြိုးပမ်းနေတာကစိတ်ဝင်စားစရာကောင်းတယ်လို့ရခိုင်နိုင်ငံရေးအကဲခတ်သူတို့ကပြောပါရတယ်။ ဥပရှင်ဦးဆောင်တဲ့ရခိုင်တိုင်းသားများပါတီ RNP ကိုစစ်ကောင်စီကဂျွန်လ10ရက်နေ့မှာပါတီတီထောင်ခွင့်ပြုလိုက်တာဖြစ်ပြီးရက်30အတွင်းပါတီမှတ်ပုံတင်ဖို့စီခိုင်းခဲ့တာဖြစ်ပါတယ်။ရခိုင်ပြည်အခြေစိုက်ပါတီတွေအပါအဝင်ဥပရှင်ရဲ့ရခိုင်တိုင်းသားပါတီ RNP ဒေါက်တာအေးမောင်ရဲ့ရခိုင်ဦးဆောင်ပါတီ AFP အပြင်မျိုးနွယ်စုပါတီတချို့လည်းပါတီတီထောင်ခွင့်ရရှိထားတာဖြစ်ပါတယ်ရှင်။ စကိုင်းတိုင်းမင်းကုန်းဒေသမှာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားနေတာသုံးပတ်နီးပါးကြာမြင့်နေပြီတော်လှန်ရေးတပ်ဖွဲ့တွေဟာခဲယမ်းတွေညှော့နေတာလို့ရရှိထားတဲ့စိုးမိုးနယ်မြေတချို့ကိုလက်လွတ်လိုက်ရတယ်လို့တိုက်ပွဲအတွင်းပါဝင်နေကြတဲ့တော်လှန်ရေးတပ်ဖွဲ့ဝင်တွေကပြောပါတယ်စစ်တပ်ကမင်းကုန်းဒေသကိုအင်အား150ကျော်နဲ့စစ်ကြောင်းထိုးနေပြီတိုက်ပွဲကရပ်ပေါင်း20ကျော်ကြာလာပြီဖြစ်ပြီးခဲယမ်းအင်အားညှော့နေလို့စုပ်ပြီးရင်စိုးမိုးနယ်မြေတစ်ခုကိုလက်လွတ်လိုက်ရတယ်လို့ People Servant Force တာဝန်ခံကိုနက်ဆိုင်က DVB ကိုပြောပါတယ်။လက်ရှိစစ်ကောင်စီဘက်ကမင်းကုန်းဒေသပြန်လည်စိုးမိုးဖို့အင်အားဖြစ်တင်းနေသလိုတော်လှန်ရေးတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့စိုးမိုးနယ်မြေတွေမဆုံးရှုံးစေဖို့ခရဲရုံတွေအေးပေါ်လိုအပ်နေတယ်လို့လည်းတော်လှန်ရေးတပ်ဖွဲ့တွေကပြောပါရရှင်။ ကလေးမျိုးကလာတဲ့စစ်ကြောင်းနဲ့ချင်းတော်လန်ရေးဘူအောင်တပ်တို့တိုက်ပွဲပြင်းထန်နေပါတယ်။ဒါပြင်စစ်တပ်ကကလေးမျိုးဘက်ကနေလက်နက်ကြီးပစ်ကူပေးနေတဲ့အပြင်တိုက်လေယာဉ်တွေနဲ့ပါဘုံကျဲနေတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါတယ်။ဒီသတင်းကိုစိုးသူအောင်ပြဖို့ထားပါတယ်ရှင်။စစ်ကောင်စီတပ်ဟာသူတို့လက်လွတ်ထားရတဲ့စခန်းနဲ့မျိုးတွေကိုပြန်ရနိုင်ဖို့အတွက်ပြီးခဲ့တဲ့မေလ22ရက်ကနေအခုချိန်ထိကလေးမျိုးကနေချင်းတောင်ဘက်ကိုထိုးစစ်ဆင်နေတာပါ။ဒါကြောင့်ပဲခုခံတိုက်ပွဲတွေဖြစ်နေပြီး ဂျွန်လ24 25နဲ့26ရက်တွေမှာတိုက်ပွဲအပြင်းထန်ဆုံးဖြစ်နေကလက်နက်ကြီးနဲ့လေကြောင်းဘုံကျဲချတဲ့အတန်တွေအပြင်လက်နက်ငယ်တန်တွေကိုပါကြားနေရတယ်လို့ဒေသခံတွေကပြောကြပါတယ်မနေ့ကတနေ့ရောမနေ့ရောသူဒီကလေးတစ်ကတော့နေတနက်ချင်းနဲ့ထူတာကအချင်းတရားမကောင်းထင်တယ် နေရာညာပေါ့နော်ဒီသူကကိုရတက်တယ်ကသူဒီမော်ပြီးရရဲ့ဟ ோம் စင်းရရဲ့ထရရရဲ့အဲ့ဒါတွေကိုသူနောက်ဆုံးတာပေါ့နော်ဟိုဟာကိုစစ်သားတွေဝင်ပြီးတော့ဟိုအလုပ်တာဒါပေမဲ့ဒီနေ့မနေ့ကျတော့မော်ပြီးအထီးကိုလူငယ်တွေကပြန်တိုက်ထုတ်နိုင်တယ်ပေါ့လေနော်ချင်းတော်ကိုတက်လာတယ်တမခခုန်လောက်ခန့်တက်တယ်ဖြစ်ကြတဲ့ခါလာရ59ခမရ8ခမရ39တို့ပါဝင်တဲ့စစ်ကြောင်းတွေဟာ ဂျွန်လ26ရက်နေ့အထိ36ရက်တတိုင်းမှွာပြီးရွာကိုမကျော်နိုင်သေးတာဖြစ်ပါတယ်။ဒါအပြင်စစ်တပ်ဟာကလေးမျိုးကနေလက်နက်ကြီးပစ်ကူပေးနေသလိုတိုက်ပွဲနဲ့မဆိုင်တဲ့နေရာတွေကိုပါလေကြောင်းဘုံကျဲချတာကြောင့်ဒေသခံတွေစိုးရိမ်နေကြပါတယ်။ဟိုကလေးစီရှိတဲ့မိသားစုတွေရောပြီးရင်လည်းအသက်ကြီးတဲ့ဟိုအဖိုးအဖွားတွေရောလေပြီးရင်မတန်ဆွမ်းတဲ့ဟာတွေဒီကျွာပဲပေါ့နော်နည်းနည်းအနှမ်းဝေးတဲ့နေရာလုံချုံနည်းနည်းလုံချုံတဲ့နေရာမှာအဲ့လိုမျိုးတော့ဂျူရှောင်ထားရတာဟုတ် ကလေးမျိုးမှာဥပမာဟို2000 8000လောက်နဲ့ဝယ်ရတဲ့ဟာဒီဘက်မှာကျတော့သူတန်ဆာခအရင်များတယ်အားကြောင့်မို့သိန်းခွဲလောက်ကျသွားတယ်ဟုတ်လက်တလို့စားတော့ကုန်ကတော့မပူရတာလည်းမဟုတ်ဘူးရှိသေးတယ်ဒါပေမဲ့ဒီဒီထက်နည်းနည်းကျသွားရင်တော့စိတ်ပူရတော့မှာတိုက်ပွဲတွေကြောင်းရွာ9ရွာကဒေသခံ1020ရောက်ဟာဘေးလို့ရမှာတိတ်ဆောင်နေရပြီးကုန်စိမ်းနှုန်းတွေလည်းတက်လာတာကြောင့်တိုက်ပွဲကြလာရင်ရိခအတွက်ပူပန်ရမှာကိုဒေသခံစစ်ဆောင်တွေကစိုးရိမ်နေကြတာဖြစ်ပါတယ် ဒီစစ်ကြောင်းကိုချင်းအမျိုးသားတပ်ဦး CNF နဲ့ချင်းကြီးနောင် CB အဖွဲ့တွေပူးတွဲတိုက်ခိုက်နေတာဖြစ်ပြီးအခြေအနေအသေးစိတ်ကိုတော့ထုတ်ပြန်လာတာမရှိသေးပါဘူး။ဒါပေမဲ့ချင်းကြီးနောင်အဖွဲ့ကဆလိုင်းရောမန်ကတော့ကလေးဒါကဆက်ကနေတက်လာတဲ့ဆက်ကဆရင်တန်းနဲ့ချေလင်ဖွဲ့တွေဟာကလေးမျိုးနယ်ဆိုင်မိုင်ဝင်းကျင်အကွာကမှွာပြီးရွာကိုကြော်ပြီးထေဆန်းရွာမှာချင်းတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့တိုက်ပွဲဆက်ရှိနေတယ်လို့ဂျွန်လ25ရက်ကအသိပေးခဲ့ပါဗျ။ကျွန်တော်အစိုးသူအောင်ပါ။ အီရန်စီကနေနျူကလ িয়ার ရွေချက်အဆုံးမဲ့ကိရိယာရေးအတွက်လာမယ့်ပတ်မှာဆွေးနွေးမှုပြုလုပ်မှာဖြစ်တယ်လို့အမေရိကန်သမ္မတထရန့်ကပြောပါရယ်။အီရန်နဲ့အစ္စရေးတို့စစ်ဖြစ်နေမှုကိုအမြန်အဆုံးသတ်နိုင်ဖို့အမေရိကန်ကအီရန်ကိုတိုက်ခိုက်ခဲ့တာလို့လည်းထရန့်ကဆိုပါရယ်။တနင်္ဂနွေနေ့ကကြီးမားတဲ့တိုက်ခိုက်မှုဟာအီရန်ရဲ့နျူကလ িয়ার အစီအစဉ်ကိုဖျက်ဆီးနိုင်ခဲ့တယ်လို့လည်းထရန့်ကဆိုပြီးလူတိုင်းအတွက်အောင်မြင်မှုဖြစ်တယ်လို့လည်းပြောထားပါရယ်။ ဒါဟာအရင်ပြင်းထန်တဲ့ဖျက်ဆီးခံရမှုပါလို့ထရန့်ကအမေရိကန်ကာကွယ်ရေးထောက်လှမ်းမှုအေဂျင်စီရဲ့ Iran News အစီအစဉ်လအနေငယ်နောက်ကြမယ်ဆိုတဲ့ပြောဆိုချက်တွေကိုတုံ့ပြန်ခဲ့တာဖြစ်ပါတယ်။ Iran နဲ့ Israel ဟာစနစ်အကြအပြန်အလှန်ပြစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးအင်ကာနေကအပြစ်ခတ်ရစဲသဘောတူညီခဲ့ပါတယ်။ဗိုဒူးနေက NATO ထိပ်သီးအစည်းအဝေးပွဲကိုတက်ရောက်ချိန်မှာလဲထရန့်က Iran ရဲ့နျူကလ িয়ার လက်နက်ဖွံ့ဖြိုးတိုးတက်မှုရှိမှာမဟုတ်ကြောင်းပြောခဲ့ပါတယ်။ အနောက်ကောင်းဆောင်တွေရဲ့နျူကလ িয়ার လက်နက်ပြုတ်လုတဲ့ဆိုတဲ့ဆွဆွဲချက်တွေကိုအီရန်ကဆယ်စုနှစ်ပေါင်းများစွာညှင်းဆိုခဲ့တာလည်းတွေ့ရပါဗျ။အီရန်နိုင်ငံဟာနျူကလ িয়ার လက်နက်တွေထုတ်လုပ်နိုင်တဲ့အထိယူရေနီယံတန့်စင်မှုတွေအများအပြားပြုတ်လုထားပြီးဖြစ်ကြောင်းအနောက်နိုင်ငံတွေကဆွဆွဲထားတာဖြစ်ပါရဲ့ရှင်။ဒီဗီယိုမြန်တန်ကြရင်နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါ ကျမတော့ဖူးအီအီနယ်ပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်